မြန်မာပြည်မှာလှုပ်သွားတဲ့7.7 magnitude ငလင်ဘေးကြောင့်ဒိတ်ဆုံးတဲ့သူအယောက်ပေါင်း1600ကျော်ရှိပြီးတော့ဒဏ်ရာရှိတဲ့သူတွေအကုန်လုံးကတော့3500ကျော်ပြီးတော့ပျောက်ဆုံးတဲ့သူတွေ140ကျော်ရှိပါတယ်အဲ့တော့ငလင်ဖြစ်ရတဲ့အကြောင်းရင်းနဲ့ဒီငလင်တွေဘာကြောင့်လို့ဖြစ်ရလဲဒီငလင်တွေအတိတ်မှာဘယ်လိုမျိုးတွေဖြစ်သွားခဲ့လဲဒီဟာနဲ့ပတ်သက်ပြီးတော့သိပ္ပံနေကြအကြောင်းအရာလေးတွေကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1ကမတ်မွန်တီတစ်ခုမှာကျွန်တော်တို့အကာရှိရပြီးတော့သူ့ရဲ့အလယ်မှာရှိအသားရှိရပြီးတော့အထက်မှာအဆစ်ရှိရအဲ့ဒီတိုင်းမှာကျွန်တော်တို့ရဲ့ကပားရဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့မြေစီလာလို့ခေါ်တဲ့အကာလေးက တကယ်တော့ပပတည်တည်လေးပဲပြီးတော့သူ့ရဲ့အထဲမှာရှိအသားလို့ခေါ်တဲ့အလဲအလွားကြတော့အလွားအရန်ကြီးကိုကျဲတယ်ပြီးတော့နောက်ဆုံးမှရှိတဲ့အဆေလို့ခေါ်တဲ့ကဘာကြီးရဲ့အတွင်းလွားကြတော့ချော်ရည်ဘူးနဲ့ပြည့်နေတယ် အဲ့တော့ဒီအလွာလေးမှာမှာအလဲအလွာမှာကျွန်တော်နှစ်ပိုင်းရှိတယ်ပေါ့နော်ပထမအဆုံးတစ်ပိုင်းအောင်ကြာတော့အပေါ်အလဲအပေါ်ပိုင်းအလွာလို့ခေါ်တယ်ဒုတိယပိုင်းကျတော့အလဲအောက်ပိုင်းအလွာအဲ့အလဲအပေါ်ပိုင်းအလွာ ਨੇ ကပ္ပရဲ့အပေါ်မှာရှိတဲ့ဒီအခွန်အလွာလေး ਨੇ ပေါင်းပြီးတော့ကျွန်တော်တို့ little spear ဆိုရဲကြောက်လွာလို့ခေါ်တယ်ပြီးတော့အလဲအောက်ပိုင်းအလွာလေးမှာကျတော့ချော့ရည်ဘူးတွေအများကြီးရှိတယ်ပြီးတော့ဒီကြောက်တွေအများကြီးရှိတယ်ပြီးတော့ကပ္ပရဲ့အတွင်းဆုံးအလွာမှာအပေါ်အလွာ ਨੇ အောက်လွာရှိပြီးတော့အပေါ်အလွာမှာကျတော့တန်နဲ့နီကယ်တွေအများကြီးရှိတယ်ဒါတက်ထူတွေပေါ့အဲ့တန်နဲ့နီကယ်တွေက အပူချိန်တအားများတဲ့အတွက်ကြောင့်အရေးတွေပျော်ကြတယ်ပြီးတော့အတွင်းဆုံးအလွာမှာလည်းတန်နေရွယ်ရှိတယ်ပြီးတော့အဲ့ဒီကောင်ကအရန်ယူပူလုံးတဲ့အခါမှာနေအပူချိန်နဲ့လည်းတအားယူတူညီနေတယ်။ကြောက်ပြီဒီကဘာကြီးအရန်ပူပူနေရတဲ့အကြောင်းကြီးကတော့ကဘာမြင့်ကြီးရဲ့ဆွဲငင်အားကြောင့်စက်ကြဝလာရဲ့ဆွဲငင်အားကြောင့်မပြတ်စည်းသွားဖို့သူအထက်ကနေအပူနဲ့ပြန်ပြီးတော့တွန်းကန်နေခြင်းဖြစ်တယ်။တော့အခုကြည့်နေတဲ့ကဘာကြီးရဲ့မျက်နှာပြင်မှာရှိတဲ့တိုက်ကြီးခုနှစ်တိုက်ကဘေးမှာရှိတဲ့သမုတ်တရားအကုန်လုံးကလည်းကျွန်တော်မထင်ထားပါပဲအမြင်နဲ့လှုပ်ရှားနေတယ်။ တို့လှုပ်ရှားနေရတဲ့အကြောင်းရင်းကတို့အောက်မှာကြောက်ပြားကြီးရှိတယ်။အဲ့ကြောက်ပြားကြီးကအရင်တော့ကတော့မကွဲသေးဘူး။အခုကြောက်ပြားကြီးတွေကကွဲသွားပြီးတော့အဲ့ကြောက်ပြားကြီးလှုပ်ရှားနေတဲ့အတွက်ကြောင့်အဲ့ပုံမှန်ရှိတဲ့တိုက်ကြီးတွေကလည်းလှုပ်ရှားနေတယ်။အဲ့တော့အဲ့ကြောက်ပြားကြီးကအဓိက lithosphere ဆိုတဲ့ကဘာကြီးရဲ့အပေါ်အလွာနဲ့နောက်တစ်ခုအလဲအပေါ်ပိုင်းအလွာနှစ်ခုပေါင်းထားတဲ့ကြောက်ပြားကြီးတွေဖြစ်ပြီးတော့အဲ့ကောင်ကကွဲသွားတဲ့အခါမှာစုစုပေါင်းကြောက်ပြားအကြီး9ချက်ရှိတယ်။ဒါအောင် major tectonic plate လို့ခေါ်တယ်။ပြီးတော့ကြောက်ပြားအသေးလေး၈ချက်ရှိတယ်။ဒါအောင် minor tectonic plate လို့ခေါ်တယ်။ဒီကောင်လေးလှုပ်ရှားလို့ကဘာပေါ်မှာရှိတဲ့တိုက်ကြီးတွေကလှုပ်ရှားတာဖြစ်တဲ့အကြောင်းသူတို့ရဲ့ လှုပ်ရှားမှုကြီးဘာကြောင့်လှုပ်ရှားလဲဆိုလို့ရှိရင်တော့အလဲအလွိုင်းအောက်ပိုင်းမှာရှိတဲ့ချော်ရီဘူးကြောက်တရဲ့အပူစီးကူးမှုလှုပ်ရှားမှုကြောင့်ဒီကောင်လေးလှုပ်ရှားတာဖြစ်တယ်။အဲ့လိုလက်ပတ်နေတဲ့အခါမှာသူ့ရဲ့အပေါ်မှာရှိတဲ့ကြောက်ပြားနှစ်ခု Oceanic Plate လို့ခေါ်တဲ့ကြောက်နှစ်ခုကတဖြည်းဖြည်းနဲ့ဝေး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 ပြီးတော့လှုပ်ရှားသွားတယ်။သူရွေ့သွားပြီဆိုတော့လည်းသူ့ရဲ့ဘေးနားမှာရှိတဲ့ကြောက်ပြားတွေကိုသူတိုက်သွားတယ် အဲ့နှစ်ခုတွန်းသွားပြီးခုကကျန်းတဲ့သူ့ဘေးထဲမှာရှင်နှစ်ခုတိုက်သွားတဲ့အခါမှာအဲ့ဒီတိုက်သွားတဲ့ pressure ကြောင့်မလို့ငလင်လှုပ်တာတော့မီးတောင်ပောက်ကွဲတာတော့ဖြစ်လာတယ်။ကြောက်တယ်ဘယ်လိုမျိုးလှုပ်ရှားလဲဆိုတဲ့အကြောင်းရတဲ့ပတ်သက်ပြီးတော့အကြောင်းသုံးခုခွဲထားတယ်။နံပါတ်၁ကအောက်မှာရှိတဲ့ချော်ရီဘူးကြောက်တယ်ရွေရှားမှုကြောင့်အပေါ်မှာရှိတဲ့ကြောက်နှစ်ခုကတစ်ခုနဲ့တစ်ခုဝေးသွားတယ် အဲ့လိုဝေးသွားပြီဆိုတာနဲ့အောက်မှာရှိတဲ့ချော်ရည်ပူတဲ့အဲ့ကြောင်နှစ်ခုကြားထဲကနေမှဆက်ထွက်လာပြီးတော့မီးတောင်တွေပါဖြစ်တတ်တယ်။သူ့ရဲ့ပုံမှန်ကတော့ Galapagos လို့ခေါ်တဲ့ Pacific သမုဒ္ဒရာထဲမှာရှိတဲ့အကွဲကြောင်တစ်ခုနဲ့ Atlantic သမုဒ္ဒရာအလယ်မှာရှိတဲ့အကွဲကြောင် South Africa အရှေ့မှာရှိတဲ့ South African Ridge လို့ခေါ်တဲ့အေးလွာကြိုင်ကွဲကြောင်ကြီးဆိုပြီးဖြစ်ကြတယ်။နောက်တစ်ခုကတော့ကြောင်နှစ်ခုကတစ်ခုနဲ့တစ်ခု ိုက်သွားတိုက်သွားတဲ့အခါမှာကြောက်တစ်ခုကနောက်ထပ်ကြောက်တစ်ခုရဲ့အောက်ကိုကျုံပြီးတော့ဝင်သွားတယ်အဲ့ဒီအခါမှာဂျိုင်းကွက်အကြီးဖြစ်သွားတယ်အဲ့ဝင်သွားတဲ့ကြောက်ကလည်းအရေပျော်သွားတဲ့အခါမှာမီးတောင်အဖြစ်အပေါ်မှာပောက်ကွဲထွက်တာလည်းရှိတယ်နောက်တစ်ခုကငလင်အကြီးလှုပ်တာလည်းရှိတယ်ပုံဥပမာတွေကကျတော့ Pacific သမုဒ္ဒရာတွေမှာရှိတဲ့ Mariana ကြောက်နဲ့ Atlantic သမုဒ္ဒရာတွေမှာရှိတဲ့ Puerto Rico ကြောက်လိုပဲဖြစ်ကြတယ်နောက်တစ်ခုကကျတော့ဒီကြောက်တစ်ခုနဲ့တစ်ခုတိုက်သွားတဲ့အခါမှာအောက်ကိုနှိမ်စင်းသွားမှာပဲအပေါ်ဆုဆုံတက်သွားပြီးတော့ကဘာပေါ်မှာတောင်ထဲအရှိန်ကြီးဖြစ်လာတယ်အဲ့ဒါကျတော့အိန္ဒိယမှာရှိတဲ့ဒီ Himalayan တောင်တို့ Mount Everest တောင်တို့ကဖြစ်ကြတယ်နောက်ဆုံးတစ်ခုကတော့ကြောက်တစ်ခုနဲ့တစ်ခုကတူညီတဲ့ဥတီကြတစ်ခုကိုပွတ်သွားပြီးတော့မ တူညီတဲ့အချိန်နဲ့ပွက်သွားတာမျိုးရှိတယ်မတူညီတဲ့ဥတီချက်မျိုးပွက်သွားရှိတယ်အဲ့လိုဖြစ်သွားတဲ့အခါမှာအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားမှာ San Andreas Force လို့ခေါ်တဲ့မြေလောအကွဲကြောင်းဖြစ်တာရှိမယ် New Zealand မှာရှိတဲ့ Alpine Force ဆိုတဲ့ပြည်ရွေးကြောင်းကြီးဖြစ်သွားရှိတယ်ဒီတဲမှာမှကျွန်တော်တို့မှတ်စရာစရာတခုရှိတယ်အဲ့ဒါကကျတော့ကြောက်တစ်ခုနဲ့တခုဝေးသွားတဲ့အခါမှာကဘာပေါ်မှာသိပ္ပံပညာရှင်တွေသတိထားဖို့ပြောထားတဲ့အရာကကျတော့ Africa Tide ရဲ့အရှေ့ပိုင်းပဲဖြစ်တယ်ဒီ Africa Tide ဆိုတာ Africa ကြောင်းနဲ့သူ့ရဲ့အရှေ့မှာ Somalia ကြောင်းဆိုတော့ကြောက်နှစ်ခုတည်ထားတဲ့နေရာမှာအောက်ကနေမှာအပူတွေရဲ့ဖျားထွက်မှုကြောင့်အပူတွေကနေမှာအပေါ်ကြောက်တွေကိုတက်ရမှုကြောင့်အဲ့ကြောက်နှစ်ခုကတဖေးဖေးတဖေးဖေးဟာ လာတယ်ဟလာတဲ့အရာဒီဘလောက်ထိကြီးလဲဆိုလို့ရှင်အီသီယိုးပီးယားတိုက်ကနေမှလို့ရှင်မိုဆမ်ဘစ်တိဆိုလို့ရှင်တော့ကီလိုမီတာ6000လောက်ရှိတယ်အဲ့ဒါကိုကျွန်တော်တို့ satellite ကနေကြည့်မယ်ဆိုလို့ရှင်အဲ့မှာအကွဲကြောင့်အကြီးပဲခြိုင်ခွဲအကြီးတွေ့ရမယ်ပြီးလို့ရှင်သူကတစ်နှစ်တစ်နှစ်တစ်နှစ်ကို7 mm လောက်တဖြည်းဖြည်းတဖြည်းဖြည်းရွေ့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 သွားတယ်ချက်ချင်းမသိတာပဲမြင်တော့အချိန်တစ်ခုကြာလို့ရှင်တိုက်ကြီးနှစ်ခုကကွာထွက်သွားပြီးတော့အရှိမအရှိအာဖရိကနဲ့အနောက်အာဖရိကနဲ့အလယ်မှာ new ocean ဆိုတဲ့သမုဒ္ဒရာကြီးပေါ်လာနိုင်တယ်လို့လည်းခန့်မှန်းထားပြီးတော့အရှိအာဖရိကတိုက်ပြီးတဖြည်းဖြည်းရွေ့သွားပြီးတော့အိန္ဒိယရဲ့အနောက်ဘက်ကမ်းခြေတီကိုသွားပြီးရိုက်ခတ်တဲ့အခါမှာတော့အိန္ဒိယအနောက်ဘက်ကမ်းခြေမှာရှိတဲ့မြို့ကြီးတွေမှာအကုန်လုံးဒီပ ုတ်တိုက်မှုကြောင့်တောင်နေဖြစ်လာပြီးတော့ Mount Everest လို့တောင်တန်းနေဖြစ်လာတော့ဒီသူ့ရဲ့ degree ကတော့အရင်အခဲသွားတဲ့အခါမှာတော့30 degree နဲ့5 degree နဲ့1 degree လောက်ထိကျဆင်းသွားနိုင်တယ်လို့သိပ္ပံပညာရှင်က comment ထားတယ်ဒါကကျတော့ကြောက်နှစ်ခုဝေးသွားတဲ့အကြောင်းအရာတွေအမှတ်သားစရာလေးတစ်ခုပေါ့ဒုတိယတစ်ခုကကြောက်နှစ်ခုစုဆုံသွားတဲ့အခါမှာလည်းအမှတ်သားစရာလေးတစ်ခုရှိတယ်အရင်ပူနေတဲ့ကဘာကြီးရဲ့အတွင်းပိုင်းမှာရှိတဲ့အပူချိန်တွေကအလဲလွာမှာရှိတဲ့ကြောက်ရည်ပူတွေအကုန်လုံးအပေါ်ဆန်တက်လာခြင်းအဖြစ်အောက်ကြောက်ရည်ပူတွေအပေါ်မှာရှိတဲ့ကြောက်ပြားနှစ်ခုကိုတဖေးဖေးနဲ့ဝေးကွာသွားအောင်လို့သူ့ရဲ့အပူချိန်တွေထိန်းညှိပြီးတော့လုပ်နေတဲ့အချိန်မှာအေးဝါတဲ့ကြောက်တွေကလည်းအောက်ကိုပြန်ပြီးတော့ပြန်ရောက်လာတယ်ဒီလိုနဲ့အပူစီးခိုးခြင်းအပြ င်အပေါ်မှာရှိတဲ့ကြောက်ပြားနှစ်ခုဒီဘေးမှာရှိတဲ့ကြောက်မာတဲ့ကြောက်ပြားတစ်ခုရဲ့အောက်ကိုဝင်သွားတဲ့အခါမှာအရန်ပူတဲ့အောက်ကိုဝင်သွားတဲ့ခါကျတော့အဲ့ကြောက်ပြားတွေကကာဗွန်နဲ့တိဆောက်ထားတာအဲ့ကာဗွန်ကြက်အလွှာတွေအကုန်လုံးကအရေပျော်ကျသွားပြီးတော့အပေါ်ကိုပြန်ပြီးတော့ဆန်ပြီးတက်လာတယ်ကာဗွန်နဲ့အောက်ဆိုက်ဓာတ်ငွေတွေနဲ့ဆန်ပြီးတက်လာတဲ့ခါမှာမြေပြင်ရောက်တဲ့အခါမှာမီးတာအဖြစ်ပေါက်ကွဲသွားတယ် pressure တွေတအားကြီးတဲ့ခါကျတော့ကလင်တွေလည်းခံစားရတယ်။မှတ်သားစရာလေးတစ်ခုကတော့ကဘာပေါ်မှာ ring of fire လို့ခေါ်တဲ့မီးလက်ဆုလို့ခေါ်တဲ့ Pacific သမုဒ္ဒရာတဝိုက်မှာကားငယ်ပုံစံရှိတဲ့နေရာကြီးတစ်ခုရှိတယ်။အဲ့နေရာကကဘာပေါ်မှာရှိတဲ့မီးတောင်နဲ့85ရာခိုင်နှုန်းလောက်ရှိတဲ့နေရာဖြစ်ပြီးတော့90ရာ ကိုင်းတော့ငလင်လှုပ်တဲ့နေရာတွေလည်းဖြစ်တယ်။အဲ့ဒီနေရာမှာပဲဘာလို့မီးတောင်တွေကစုပြုံပြီးရှိနေတာလဲဆိုတော့ကျွန်တော်တစ်ချက်တော့ပြောပြမယ်။ဘာကြောင့်လဲဆိုလို့ရှိရင် Pacific Plate လို့ခေါ်တဲ့ကြောက်ပြားကြီးကသူ့ရဲ့ဘေးမှာရှိတဲ့ Nazca Plate ဆိုတဲ့ကြောက်ပြားကြီးနဲ့အလယ်မှာရှိတဲ့အကွဲကြောင်းလေးကို East Pacific Rift လို့ခေါ်တယ်။အဲ့အကွဲကြောင်းအောက်ကနေမှာအပူတွေကဒီကြောက်ပြားနှစ်ခုခွဲနေတဲ့အခါမှာအဲ့ကြောက်ပြားနှစ်ခုတစ်ဖက်ဖက်နဲ့ဝေးဝေးသွားတယ်။အဲ့လိုမျိုးဝေးသွားတဲ့အခါမှာ Nazca Plate ကသူ့ရဲ့အရှိမှာရှိတဲ့ South America ကြောက်ပြားနဲ့တွဲပြီးတိုက်တယ်။အလယ်မှာရှိတဲ့အကွဲကြောင်းကြတော့ Peru Chile Trans လို့ခေါ်တယ်။အဲ့လိုမျိုးတိုက်တဲ့အခါမှာ Nazca Plate က South America Plate ရဲ့အောက်ထက်ကိုခြိုက်ဝင်သွားတဲ့အခါမှာခြိုက်ဝင်ကြီးဖြစ် ်သွားမယ်။မဖြစ်သွားတဲ့အခါမှာ INS ကပြိမ့်မှာရှိတဲ့ကြောက်တွေကအရေးပြောကြပြီးအပေါ်ဆန်တက်လာပြီးတော့မီးတောင်တွေအများကြီးဖြစ်လာခြင်းဖြစ်တယ်။အဲဒီထက်မှမထူးခြားချက်လေးတစ်ခုကတော့ California မှာရှိတဲ့ San Andreas Fault လို့ခေါ်တယ်။သူကကျတော့ခုနကဖြစ်စဉ်မျိုးမဟုတ်ဘဲနဲ့ကြောက်နှစ်ခုကစန့်ချင်မဲ့ပွတ်တိုက်သွားတဲ့အခါကျတော့ပြက်ရွေကြော်ကြီးဖြစ်သွားဖြစ်တယ်။အဲဒီဒီငလေးနေဘာလို့ဖြစ်ရလဲဆိုတော့အကြောင်းအရာတမာကျန်းသာရှုတောင်းအရာကိုသိပ္ပံပညာအရာကိုတွဲပြီးတော့ကျွန်တော်ပြပြပါမယ်။နံပါတ်1ကတော့ဘုရားသခင်ကတနေ့မှာ20နှစ်မှာ4နာရီရှိတယ်။6ရက်ဆိုလို့ရှိရင်တော့140နှစ်မှာ4နာရီ။ အဲ6ရက်နဲ့ဆက်ကြပါလိုက်ရဖန်ဆင်းတဲ့အခါမှာအချို့သောရေဒီယိုတက်တုကြွတက်တုတွေအများကြီးရှိတယ်ဒီကောင်တွေကမတည်ငြိမ်သေးဘူးအဲ့ဒါကိုခုနှစ်ရက်မြောက်နေ့ဆိုရင်ဥပုံနေမှာဖရာသခင်ကတည်ငြိမ်အောင်လုပ်ပြီးတော့ကဘာကြီးကဖန်ဆင်းခြင်းပြတာနဲ့တည်ငြိမ်တဲ့အနေထားမှာရှိတယ်ဒါပေမဲ့ဖရာသခင်ကဒီမြေကဘာမြေကြီးရဲ့ တည်ငြိမ်အောင်ဘယ်ပေါ်မှာတက်ရောက်စေလဲဆိုလို့ရှိရင်တော့အပြစ်မရှိရင်တော့ဒီကဘာကြီးကတည်ငြိမ်နေဦးမှာပဲဒါပေမဲ့ RN ကဖျားသခင်ပြည့်ညက်ကိုလုံကျူပြီးတော့အပင်အသီးကိုစားလိုက်တာဆိုတော့ဒီမြေကြီးကကြိမ်ချင်းခံရပြီးတဲ့နောက်ပိုင်းမှာဒီမြေကြီးတိုင်နဲ့အလုံးကမငြိမ်မသက်ဖြစ်လာတယ်ကျွန်တော်တို့ငလေးမှာဆိုလို့ရှိရင်မကနေကျူတက်ကနေ10တိရှိတယ်တက်နဲ့နှစ်ဆိုလို့ရှိရင်မတိမတားလေးကဘာမြေကြီးရဲ့အောက်မှာလှုပ်နေတယ်ကျွန်တော်တို့မခံစားရဘူးဒါ RN နဲ့တားနှစ်ယောက်ရှိရဲတယောက်ကာရင်နာဖွဲ့ရတာမကောင်းရှေးသားဖွဲ့ရတာကောင်းတယ်မကောင်းတဲ့ဖွဲ့နဲ့ကောင်းတဲ့ဖွဲ့မှာကောင်းတဲ့ဖွဲ့မှာရှိတဲ့သူတွေပါမကောင်းတဲ့လမ်းစဉ်တွေကိုလိုက်လာပြီးတော့နောက်ဆုံးမှာ noy တယောက်ပဲကျွန်တော်တို့ဒါကြောင့်မလို့ဖျားသခင်ဒီကဘာကြီးကိုရေလွှမ်းဖို့ဖျားသခင်စိတ်ကူပြီးတော့ noy နဲ့ ူ့ရဲ့သား၃ယောက်နဲ့ချွေးမ၃ယောက်နဲ့မင်းအားကိုကျွန်တော်ဖျားသခင်ကယ်ဖို့စေကူလိုက်တယ်။အဲဒီခါမှာနော်ရီကတင်းမောကိုစပြီးတော့ နှစ်ပေါင်း120လုံးတရားဟောပြီးတခြားသူတွေကိုပြောတယ်။တခြားလူတွေကညောရေးပြောတဲ့စကားကိုမယုံ။ဘာကြောင့်မယုံလဲဆိုတာပြောပြမယ်။ဘုရားသခင်ကဒီကဘာကြီးကိုဖန်ဆင်းလိုက်တဲ့ကမှာဒီကဘာကြီးက90ရာခိုင်နှုန်းလောက်ကကုန်းပဲရှိပြီ။10ရာခိုင်နှုန်းပဲရှိရှိတယ်။ပြီးတော့လည်းနှွေမိုးဆောင်ဆိုတဲ့ရာသီဥတုတွေလည်းမရှိသေးဘူး။ငိုးတိမ်တွေလည်းတိတ်မရှိသေးဘူး။နှောရေးကအဲ့လိုမျိုးကဘာကြီးကမိုးတွေကရွာမယ်။အောက်ကနေမှဆင်ရေတွေကတက်လာပြီးတော့ကဘာကြီးကိုရေလွှမ်းမိုးတယ်လို့ပြောတဲ့ကမှာဘယ်သူမှငလင်လောက်တာလည်းမခံစားဘူး။ရေလွှမ်းမိုးတာလည်းမခံစားဘူး။ကောင်းကင်ကနေရေတွေကျလာမယ်ဆိုတာလည်းမသိတဲ့ကမှာနှောရေးကိုအယူလို့ပဲထင်တယ်။ပြီးတော့သူစောက်တဲ့တိတ်တိတ်တင်မိုးကြီးကလည်းတအားကြီးပြီးတော့တိုက်တဲ့နေတင်မိုးကြီးတို့ကြီးတဲ့ကမှာ crazy scientist Dragons တို့သိပ္ပံပညာရှင်အယူလို့ပဲထင်ကြတယ်။ဒါပေမဲ့လည်းဖျားသခင်ကသူ့ရဲ့ဂတိအတိုင်းလှုပ်တယ်။နော်ရီနဲ့မိသားစုတွေအကုန်လုံးတင်းမောထဲမှာဝင်ပြီးသွားပြီဆိုရတဲ့ဖျားသခင်ကဒီကပိုင်းကိုရေလွှမ်းမို့ဖို့ဘယ်နေရာနဲ့အကွဲချောင်းမြေငလင်လောက်ချင်းကိုစတင်စေလဲဆိုလို့ရှိရင် sorry Pacific ကုန်းပြင်အောက်ကရှိတဲ့ကြောက်ပြားကြီးတွေကိုဖျားသခင်ကငလင်လောက်စေကြည့်အပြင်ခွဲပလိုက်တယ်ခွဲလိုက်တဲ့ခါမှာအဲ့ကြောက်ပြားကြီးကအကွဲချောင်းကတခြားသောကြောက်ပြားတွေကအကွဲချောင်းဖြစ်စေပြီးတော့အဲ့ Pacific သမုဒ္ဒရာနေစတဲ့အကွဲချောင်းကကဘာပေါ်မှာရှိတဲ့တခြားသောနေရာတွေမှာပါ အကွဲရောက်နေဖြစ်လာတော့ကဘာပေါ်မှာကြောက်ပြအကြီးခုနှစ်ချက်နဲ့ကြောက်ပြအသေးလေးရှစ်ချက်ဆိုတော့စသဖြင့်ကဘာကိုထောက်တဲ့ဒေါက်တိုင်းကြီးကအကွဲသွားတယ်။ဒါကြောင့်မို့ရာဇဝင်ကျောင်းပထမဆောင်မှာဘုရားသခင်ကရေးထားတဲ့အကြောင်းညာလေးကတော့ဘုရားသခင်ကမြေကြီးလောကတက်တကိုပိုင်ပြီးတော့ဒေါက်တိုင်းတွေကိုထိန်းထားတယ်ဆိုတော့ဘုရားသခင်ကဒေါက်တိုင်းတကိုချိုးလိုက်တယ်။တနည်းအားဖြင့်ကြောက်ပြတကိုအကွဲစေလိုက်တယ်ဆိုလို့ရှိရင်တော့ငလင်အကြီးလှုပ်ပြီးတော့လီတိုစီဘီယာအလွာကပျက်စီးသွားပြီးတော့အဲအောက်မှာရှိတဲ့ရေတွေအပေါ်မှာရှိတဲ့ကုန်းကိုဖောက်ပြီးတော့ထွက်လာတဲ့အခါမှာမြေကြီးအောက်တရာရေတွေအပေါ်ကိုတက်လာတဲ့ဟာကို noise အပါဝင်အဲမှာရှိတဲ့လူတွေအကုန်လုံးကတွေ့မြင်လိုက်ရတယ် ။အဲအဲ့မှာရှိအဖြစ်သားတွေအကုန်လုံးတွေ့မြင်လိုက်ရတယ်။အဲ့ဒီခါကျတော့မှ noy ပြောတာဟုတ်ပါလားဆိုတော့တို့အကုန်လုံးတွေ့ပါတယ်။အဲ့တော့ Pacific Tide ကြောက်ကအပေါ်ရန်တော့ကပျက်စီးသွားတဲ့ခါကျတော့အဲ့မှာရှိတဲ့ရေတွေတော်တော်များများကအဲ့ကြောက်တွေအကုန်လုံးကိုလွှမ်းမိုးသွားပြီးတော့ Pacific Tide ကြီးတစ်ခုလုံးကိုလွှမ်းမိုးသွားပြီးတော့ကဘာတစ်ခုလုံးကမှအဲ့ရေတွေကလွှမ်းမိုးသွားတယ်။လွှမ်းမိုးသွားတဲ့ရေတွေအကုန်လုံးကဘယ်လောက်တိများလဲဆိုလို့ရှိရင်ရေလွှမ်းမိုးပြီးတော့ရေပြန်ကျသွားတဲ့အခါမှာကဘာကြီးရဲ့သုံးပုံပုံမှာတပုံလောက်ပဲအပေါ်မှာမြင်ရတဲ့ကုန်းကျန်တော့တယ်။အရင်တော့က60ရာခိုင်နှုန်းလောက် ကကုန်းရှိတယ်။အဲ့လိုမျိုး ကြီးမားတဲ့ငလျင်လှုပ်ခြင်းကြောင့်ကဘာကြီးကအစ60ဒီဂရီနေကိုလေပတ်နေပြီမြေငလျင်ကြီးမားမှုကြောင့်23နှစ်ပိုင်းနှစ်ပိုင်းဒီဂရီအထိတိမ်းဆောင်သွားတယ်။ကဲဟုတ်ပြီရေလွှမ်းမှုပြီးသွားတဲ့အခါမှာနော်ရီနဲ့မိသားစုကဘယ်မှာစိုက်လဲဆိုလို့ရှိရင်နော်ရီနဲ့သူ့ရဲ့မိသားစုရဲ့တေမောကတူရကီနိုင်ငံအာရရက်တောင်မှာသူတို့အခြေစိုက်ကြတယ်။စိုက်ပြီးတဲ့အခါကျတော့မှဖျားသခင်ကနှွေကာလမိုးကာလစောင်းကာလမပြတ်အသေးနိုင်ရေးတရားကာလမပြတ်ရှိစေမယ်ဆိုတော့ ကောင်းကင်မှာလည်းတက်တက်အောင်ထားပြီးတော့နောက်တစ်ခါရေလွှမ်းမိုးခြင်းမရှိဘူးဆိုတော့နော်ရီကိုကတိပေးထားတယ်။အဲဒီအချိန်မှာစပြီးတော့ကဘာကြီးကရာသီဥတုတွေဖြစ်ပေါ်လာတာဖြစ်တယ်။ဒါပေမဲ့အဲဒီအချိန်တော့ကဘာကြီးကတိုက်ကြီးခုနှစ်တိုင်မကွဲသေးဘူး။မကွဲသေးပေမဲ့အောက်မှာရှိတဲ့ကြောက်ပြားတွေကတဖြည်းဖြည်းနဲ့ အကုံလုံးကအကွဲနေပြီအကွဲနေကမှအဲ့ကြောက်ပြရတဲ့အောက်မှာရှိတဲ့ချော်ရည်ဘူးတွေလှုပ်ရှားမှုကြောင့်အပေါ်မှာရှိတဲ့ကြောက်ပြရတဲ့တဖြည်းဖြည်းရွေ့သွားခြင်းအပြင်ကဘာအိမ်မှာအပေါ်မှာရှိတဲ့တိုက်ကြီးခုနှစ်တိုက်ကဖြည်းဖြည်းချင်းတွေကွဲသွားတာဖြစ်တယ်။အဲကြောင့်တဆူတဆီးတဲ့နေတဲ့တိုက်ကြီးကဖြည်းဖြည်းချင်းတွေကွဲသွားဖို့ဆိုလို့ရှိရင်တော့အချိန်တစ်ခုမှမှစပြီးကွဲသွားတာရေလွှမ်းမုံမုံပြေးခြင်းမှမကွဲသွားသေးဘူး။ဘာကြောင့်လဲဆိုတော့ရှင်ရေတွေကြောင့်အဲ့ကြောက်ပြရတဲ့အကုံလုံးကအစပိုင်းနူးနေသေးတယ်။ဘယ်အချိန်မှစပြီးကွဲလဲဆိုတာပြပြမယ်။နောအိမ်မှာသားသုံးယောက်ရှိရဲ့ရှေမရဲ့ဟာမရဲ့ရာဖက်ကဲသူကနေမှာစင်သားတွေကလေးတွေဆက်မွေးလာပြီးနေမရုဒ္ဒဆိုတဲ့မုံဆိုးလက်ထက်ရောက်လာတဲ့အခါမှာ အပြစ်တွေစိုးသွမ်းမှုတွေသူတို့ကထပ်ပြီးလုပ်ကြတယ်။လုပ်ကြတဲ့အခါမှာသူတို့ကနောက်တစ်ခါရေလွှမ်းမှုမှာဆိုလို့ဆိုတော့ပါအရှိအယမြင်ကြီးတဲ့နေရာမှာတနည်းအားဖြင့် Iraq ဘာဘလုန်ရှိတဲ့နေရာမှာဘာဘလုန်ရဲတိုက်ကြီးကိုတိစောက်ကြတယ်။တိစောက်ပြီးတဲ့အခါမှာတော့ဒါကရေလွှမ်းမှုပြီးတဲ့အချိန်မှာဆိုလို့ရှိရင်နှစ်တရာကြာသွားပြီ။အဲနှစ်တရာကြာပြီးတဲ့အချိန်ကြတော့မှကမ္ဘာကြောက်အကုန်လုံးကရေတွေခန့်ချောက်သွားပြီးတော့၆သွားပြီးတဲ့အခါမှာအဲကြောက်လာတဲ့ခုကတဖေးဖေးနဲ့ဝေး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 ပြီးတော့ကွာသွားတာဖြစ်တယ်။တနည်းအားဖြင့် အာဖရိကတိုက်နဲ့အမေရိကတိုက်နဲ့တဖြည်းဖြည်းနဲ့အဆက်အသွယ်ပြတ်သွားတယ်။ဥရောပတိုက်နဲ့အမေရိကတိုက်ကလည်းတဖြည်းဖြည်းအကွဲသွားတယ်။အဲ့တော့သူတို့ဘာဘလိုမျိုးကြီးကိုတိဆောက်ပြီးတဲ့အခါမှာဖျားသခင်ကသူတို့ရဲ့အကြံစီကိုဖျက်ချင်တဲ့အခါမှာဘာသာစကားတွေရှုပ်ထွေးလိုက်တယ်။အဲ့ဒီကနေစပြီးတော့နော်အရဲ့သားသုံးယောက်အမျိုးနွယ်တွေကကဘာကြီးမှာဖြန့်ကျက်ပြီးတော့နေထိုင်ကြတယ်။အနော်ရဲ့ဒါအကြီးဆုံးရာဘက်ကကျတော့ကဘာကြီးဥရောပတိုက်ကိုရောက်သွားပြီးတော့ဥရောပအနယ်ဖြစ်သွားပြီးရှေးမှာကျတော့ကဘာကြီးအလဲပိုင်းမှာရှိပြီးတော့အာအီရန်တို့အီရတ်တို့နောက်တစ်ခုကအစ္စရေးတို့အနယ်ဖြစ်သွားပြီးတော့ဟာမအမျိုးနွယ်ကကျတော့အရှိတောင်အရှအောက်ရောက်သွားပြီးအရှအမျိုးနွယ်တွေဖြစ်တယ်နောက်တစ်ခုက အာဖရိကတိုက်မှာရှိအမျိုးနွယ်ဖြစ်ပြီးအမေရိကတိုက်မှာရှိအမျိုးနွယ်ပဲဖြစ်သွားတာ။ဟာမအမျိုးနွယ်ရအမေရိကတိုက်ကိုဘာကြောင့်ကူးနိုင်သွားလဲဆိုလို့ရှိရင်တော့သူတို့အဲ့အချိန်တုန်းကဆက်ဆက်ချင်းမြေတွေအကွဲစားပဲရှိတည်တယ်။အဲ့ကြောင့်မလို့ အာဖရိကတိုက်နဲ့အမေရိကတိုက်ဆိုတာအရင်မဝေးသေးဘူးမဝေးသေးတဲ့အခါမှာဟာမမျိုးနယ်တွေကသူတို့ကူးကူးသွားနိုင်တဲ့သူတွေရှိတယ်ပြီးလို့ရှိရင်ဖောင်တွေနဲ့ကူးသွားနိုင်တဲ့အနေထားမှာရှိတယ်အခုဆိုလို့ရှိရင်တော့ကူးသွားလို့မရတော့ဘာကြောင့်လဲဆိုလို့ရှိရင်အရင်ဝေးသွားပြီအဲအိုက်ခစ်တော့ကနေဆိုလို့ရှိရင်တော့ technology လည်းမရှိတဲ့အခါမှာအရင်လည်းရမလွတ်နိုင်သေးဘူးကုန်းမြေကြီးကတဖြည်းဖြည်းရွေ့သွားခြင်းဒီဘယ်အချိန်မှစလဲဆိုလို့ရှိရင်တော့ရေလွှမ်းမှုပြီးတော့နှစ်တရာကြော်ကြော်မှစတင်ပြီးတော့အဲ့နှစ်တရာကျော်ကနေနှစ်၄၀၀လောက်ကြာပြီးတဲ့အခါမှာအခု ခေတ်အနေထားအာဖရိကနဲ့အမေရိကတိုက်ပြီးမိုင်းမောင်း၄တောင်ကြားချတဲ့အထိဖြစ်သွားတယ်။အဲ့ဒါ၃ယောက်တည်းမှာကျွန်တော်ဟာမအကြောင်းလေးပြောချင်တယ်။ဘာကြောင့်လဲဆိုတော့ဟာမကအရှိတောင်အရှာကိုရောက်လာတဲ့အခါကျကျွန်တော်မြန်မာလူမျိုးတွေသက်ဆိုင်မှုရှိတယ်။ပြီးတော့သူကချိန်ချင်းုံခံထားတဲ့မျိုးနွယ်တွေဖြစ်တယ်ဆိုတော့ ငလင်းတွေပါတယ်လုံမယ်နောက်တစ်ခုရာသီဥတုတွေဖောက်ပြန်မယ်နောက်တစ်ခုကပ်ပေးဆိုင်မယ်ဆိုလို့ရှိရင်တော့ဒီအရှေ့တောင်အာရှအာဖရိကတို့နောက်တစ်ခုကအာအဲ့နိုင်ငံတွေကတအားများတယ်ပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဟာမဒီဘယ်လိုလူမျိုးလဲဘာကြောင့်လဲကျင်းချင်းခံလဲဆိုတာပြပြရမယ်အာရန်နဲ့အေဝါနဲ့တာနှစ်ယောက်မှာကာယိနာရဲ့မျိုးနွယ်တွေကမကောင်းမကောင်းတော့ဖျားသခင်ကရေလွှမ်းမှုပြီးဖျက်ဆီးလိုက်ပြီးမယ်ကာယိနာရဲ့မျိုးနွယ်တွေမှာရှိတဲ့မိမတယောက်နဲ့ဟာမကယူလိုက်တယ်အဲ့တော့အဲ့ချိန်မှာကဘာပေါ်မှာရှိတဲ့မကောင်းတဲ့မျိုးနွယ်တွေပြည့်စည်သွားပြီမြဲဟာမရဲ့မယားကကျတော့မကောင်းတဲ့မျိုးစေ့ပါလာသေးတယ် ။ဒါကြောင့်လဲဆိုလို့ရှိရင်စာလန်ဒီအာရန်နဲ့အေးပါအေးတင်ဥယျာဉ်မှာရှိအပင်အသီးကိုစားစေခြင်းအပြင်အာရန်နဲ့အေးပါအရှက်ကိုမြင်ရစေတယ်လို့မျိုးပဲ။ဟာမားနဲ့သူ့ရဲ့မိမနဲ့မွေးလာတဲ့တာခါနန်ဒီတနေ့နော်အေးစပြည့်ဥယျာဉ်လှုပ်ပြီးတော့စပြည့်ရတောက်ပြီးတော့အိတ်နေတဲ့အခါမှာအဲ့တာလေးခါနန်ကနော်အေးအဝတ်အခြေစီရှိတာကိုသူ့ရဲ့အမေကိုပြောပြီးတော့ပြီးလို့ရှိရင်သူ့ရဲ့မိမကလည်းဟာမားကိုပြောတဲ့အခါမှာဟာမားကဘာလုပ်လဲဆိုလို့ရှိရင် ူ့ရဲ့အဖေအဝတ်ချီးစီးရှိတာကိုတွားပြီးတော့ဖုံးအုပ်ပေးရမယ်အရာကိုသူ့ရဲ့အကိုနှစ်ယောက်ကိုပါနှောင်းရဲ့အဆက်ကိုခွဲကျင်တဲ့အခါကျတော့စာလန်းမျိုးစေ့ပါလာပြီးတော့သူတို့တွားပြီးပြောလိုက်တယ်။ပြောလိုက်တဲ့အခါမှာအကိုနှစ်ယောက်ကတော့ဖြောင်းမဲ့တဲ့သူဖြစ်တဲ့အခါမှာအဝတ်ကိုယူပြီးတော့အနောက်ကိုမကြည့်ပဲနဲ့နှောင်းရဲ့ကိုမကြည့်ပဲနဲ့အဝတ်ကိုယူပြီးတော့အုပ်ပေးလိုက်တယ်။နှောင်းရဲ့ကအိမ်မက်မှတ်တဲ့အထက်မှာနှောင်းရဲ့ယူပါရုံနဲ့မှပါရလဲဆိုတော့ဟာမရဲ့ဒါဟာမရဲ့မျိုးနွယ်ကချိန်ချင်းပါလာတယ်။ဘာလို့လဲဆိုလို့ရှင်ခါနေပေါ့နော်။ဒါပေမဲ့ဟာမရဲ့မယားကိုယ်တိုင်ကတော့မကောင်းတဲ့မျိုးဆက်တွေပါလာတဲ့အခါကျတော့ သူကချိန်စာတင်ဖို့ဖြစ်သွားတယ်ဒါကြောင့်မလို့ noa ai သူ no လာပြီပြီဆိုတာနဲ့ဒါသုံးယောက်မှာဒါအကြီးနဲ့ဒါအလက်ကိုကျတော့ကောင်းကြည့်ပြီးတော့ဒါအငယ်ကိုကျတော့ချိန်စာတိုက်လိုက်တယ်အဲ့တော့ဟာမဒီချိန်စာတိုက်ချင်းခံရတဲ့ဆိုတဲ့အခါကျတော့ဒီဟာမမျိုးနွယ်တွေရှိတဲ့နေရာတွေဖြစ်တဲ့အမေရိကတိုက်လို့အာဖရိကတိုက်လို့တနည်းအားနောက်တစ်ခုအရှေ့တောင်အာရှဖြစ်တဲ့အိန္ဒိယမြန်မာတို့နောက်တစ်ခုထိုင်းတို့လာတို့အင်ဒိုနီးရှားတို့ကမ္ဘောဒီးယားအဲ့နိုင်ငံတွေအကုန်လုံးကချိန်ချင်းခံရတဲ့ဟာမမျိုးနွယ်တွေကနေစဉ်သက်လာတာဖြစ်တယ်ဘလို့မျိုးချိန်ချင်းပေးလိုက်လဲဆိုလို့ရှိရင် noa ai ဟာမမျိုးနွယ်ရတဲ့ရာဖတ်မျိုးနွယ်ဒီမှာကြုံခံရမယ်ဆိုတဲ့အတိုင်းရာဖတ်မျိုးနွယ်ဆိုတာခုနကကျွန်တော်ပြောပြီးသားတဲ့အတိုင်းဥရောပမျိုးနွယ်တွေဖြစ်တယ်ဥရောပ မျိုးနဲ့ဆိုတာ British တို့ Portuguese တို့ Spain တို့ပါပြီးတော့သူတို့ရဲ့ colony ချဲ့တွင်ခြင်းကိုခံတယ် America တိုက်ပုံ British တွေ colony လာချဲ့တွင်တဲ့အခါမှာ Hama ရဲ့မျိုးနွယ်တွေဖြစ်တဲ့ Native American တွေကိုမောင်းထုတ်ကြတယ်ပြီးတော့ Africa တိုက်မှာရှိ Hama ရဲ့မျိုးနွယ်တွေမှာရှိကြုံနေအကုန်လုံးဖမ်းဆီးပြီးတော့အားအောင်မှာရဲရဲဆဲဆဲနှိပ်စက်ခဲ့ကြတယ်ပြီးတော့မြန်မာနိုင်ငံအပါအဝင်အရှိတောင်အာရှနိုင်ငံတွေတော်တော်များများသူတို့ colony ကျွန်ပြူပြီးတော့ရဲရဲဆဲဆဲလွတ်လပ်ရေးမရမချင်းကိုသူတို့နှိပ်စက်ခဲ့ကြတယ်ဒီနိုင်ငံတွေကဘယ်လောက်ထိကျဉ်းချင်းဆိုလဲဆိုလို့ရှိရင် Hama ရဲ့မျိုးဆက်တွေကဒီနိုင်ငံတွေရဲ့ colony လွတ်လပ်ခြင်းပြီးသွားပြီဆိုလို့ရှိရင်အာနာရှင်တွေကဆက်လက်ပြီးအုပ်စိုးနေဆဲဖြစ်တယ်ဒါတော့ Africa တိုက်မှာလည်းဖြစ်လို့ဒီအရှိတောင်အာရှမှာ ာအချိန်ကြာကြီးဖြစ်ခဲ့အရာမျိုးဖြစ်တယ်။ဒါကြောင့်မလို့ဒါနိုင်ငံရေးရတစ်ခုပြောရပါဘာသာရေးရကွာခြားချက်ကတော့ဒါဒေတာ၃ယောက်မှာရဖက်ခဲ့အမျိုးနွယ်တွေဖြစ်တဲ့ဥရောပကခရစ်ယာန်တွေဖြစ်ပြီးတော့သူတို့ကတဆူတဲ့သောဖရာကိုကိုယ်ကြရတယ်။ဒီရှေးမအမျိုးနွယ်တွေဖြစ်တဲ့ဂျူးနဲ့မူဆလင်ကကဘာကြီးအလယ်မှာရှိပြီးတော့သူတို့လည်းတဆူတဲ့သောဖရာကိုကိုယ်ကြရတယ်။ဟာမားအမျိုးနွယ်တွေကြတော့အရင်တော့ Native American တွေအပါအဝင်အာဖရိကတိုက်ပါဝင်အရှိမြန်မာတို့ဒီထိုင်းတို့ကမ္ဘောဒီးယားတို့ပါဒီနိုင်ငံတွေတော်တော်များများတဆူတဲ့သောဖရာမဟုတ်ပဲဖရာအစုပေါင်းများစွာကိုနှစ်ဖရာပေါင်းများစွာကိုကိုယ်ကြရတဲ့နိုင်ငံဖြစ်တယ်။ပြီးလို့ရှိရင်လည်းအထက်လန်အောင်လန်းဆုံးဝိညာဉ်စာသဖြင့်ဒူဝင်စာ အများဆုံးနဲ့စာတမ်းလည်စားမှုအများဆုံးနိုင်ငံတွေမှာလည်းပါတယ်ဒါကတော့ဗဟုသုတအဖြစ်ကပ်ဘေးအပအဝင်တခြားသောလည်စားမှုတွေအများကြီးခံရတဲ့နိုင်ငံလည်းဖြစ်တယ်ဆိုတာကျွန်တော်ပြောပြရဖြစ်တယ်ပြီးတော့သာသနာပြုလို့ရှိရင်ဒီနိုင်ငံတွေကအရင်တော့ဆွဲတွေကြောင့်ဒီနိုင်ငံတွေကိုသာသနာပြုရတယ်အရင်ကြီးကိုခတ်ခဲတဲ့အထက်မှာပါတယ် သူတို့ရဲ့ကိုယ်ကွယ်ယုံကြည်မှာဖះရတဲ့အများကြီးရှိပေမဲ့ဒီဟာမရောရှေမရောရာဖတ်တို့ကနောက်ရကနေစဉ်းသက်လာတဲ့အခါမှာသူတို့ကဒီကဘာကြီးပြတ်သွားတဲ့အခါမှာဘယ်နေရာကနေစပြတ်တယ်ဘယ်နေရာကစပြီးရေလွှမ်းမှုတယ်ဘယ်နေရာလေးကတော့ကုန်းအဖြစ်ပေါ်လာတယ်ဘယ်နေရာကကျတော့လုံးဝပြတ်ကွယ်သွားတယ်ဆိုတော့သူတို့ကသိတယ်သူတို့သိတဲ့အတိုင်းသူတို့တာသမီတွေကိုပြန်ပြောပြရပြောပြန်ပြောပြရတဲ့အခါမှာဟာမရဲ့မျိုးနွယ်တွေကနေမှတစင်းတော့အာဖရိကကိုရလာအီဂျစ်လူမျိုးတွေကဒီအကြောင်းညာပတ်သက်ပြီးသူတို့မှတ်တမ်းတင်ထားတယ်သူတို့မှတ်တမ်းတင်ထားတဲ့အထက်မှာ Kaft 2လို့ခေါ်တဲ့ကုန်းတစ်ခုရှိတယ်အဲ့ကုန်းတစ်ခုကရယ် The Land of Pillars which held the sky လို့ရေးထားတယ်ဆိုလိုတဲ့သဘောကကောင်းကင်ကိုတဲ့ထိမ့်ချုပ်ထားတဲ့မြေကြီးတိုင်နေရှိတဲ့ကုန်းလို့ဆိုလိုထားတာ ဒါပေမဲ့အဲ့ဒါကြီးကပျောက်ဆုံးသွားတယ်တဲ့။ဘာကြောင့်ကောင်းငင်ကိုထိမ့်ချုပ်ထားရဲဆိုတော့ဘာကြောင့်လဲဆိုတော့ခုနကမြေကြီးပေါ်မှာရှိတဲ့တိုင်တွေကသူတို့အောက်မှာရေတွေရှိတယ်။အဲ့မြေကြီးတွေအကွဲသွားတဲ့ခါမှာအောက်မှာရှိတဲ့ရေတွေကအပေါ်ကိုတက်လာပြီးကောင်းငင်ကိုရောက်လာပြီးမြေကြီးကိုဖုံးအုပ်သွားတာ။အဲ့ Cap 2ဆိုတဲ့ပြည်ကသူတို့ပြောတဲ့မြေကြီးကဘာလို့ဆိုလဲဆိုတော့ Atlantic ကိုဆိုလား။အခုဆိုလို့ရှိရင် Atlantic ကသမုဒ္ဒရာကြီးပဲရှိတယ်။ကုန်းဆိုတာမရှိတော့ဘူး။ဒါကိုသူတို့ကမျက်မြင်ကိုယ်တွေတွေ့ခဲ့ရတယ်။ဒါကြီးကမပေါ်လာဘူးဆိုတာသိတဲ့ခါကျတော့မှတ်တမ်းတင်ထားဖြစ်တယ်။ခုနက Tech Group ရကမှမှန်ကန်ပေမဲ့သူတို့ပြောတာလည်းမှန်ကန်တယ်။ဖြစ်ရတဲ့အကြောင်းကတော့နတ်ဖျားတွေကလူတွေကိုဒေါသထွက်လို့ဒဏ်ခတ်လိုက်တယ်ဆိုတာလည်းဒါကလည်းလုံခဲ့တဲ့နှစ်ပေါင်းများစွာ ော့ရေးထားပေမဲ့ဉာဏ်ဤဆက်တဲ့တမိုင်းထောက်တာတစ်ခုလည်းဖြစ်တယ်နောက်တစ်ခုက ED EJ ကနေရေးထားတဲ့စာပေတွေကိုမှတ်တမ်းတင်တဲ့ Greek philosopher တွေကလည်းပြန်ပြီးတော့ဘာသာပြန်တဲ့ Greek philosopher တွေကဒီ Atlantic သမုဒ္ဒရာဒီအရင်တော့ကုန်းပြင်ရှိခဲ့ပြီးတော့တော်တော်လေးနည်းပညာတွေမှာလည်းတိုးတက်ခဲ့တဲ့လူလူတွေအုပ်စုခဲ့တဲ့နေရာဖြစ်တယ်ဆိုတော့သူကဘာသာပြန်ထားရှိတယ် ောက်တစ်ခုကကျတော့ဟာမရဲ့အမျိုးနွယ်တွေကအမေရိကတိုက်တောင်အမေရိကနဲ့မြောက်အမေရိကကိုရောက်လာဆိုတဲ့အတွက်ကြောင့်အဲ့တိုက်ကအနောက်မှာကျတော့ Pacific သမုဒ္ဒရာရှိတယ်။အဲ့ Pacific သမုဒ္ဒရာအရင်ကကုန်းနေရှိတယ်။ဒါပေမဲ့နောက်ပိုင်းကျတော့ Pacific သမုဒ္ဒရာအောက်ကိုရောက်သွားတယ်။အဲ့တော့ IP ကိုသူကဘာလို့ခေါ်လဲဆိုတော့အဲ့မှာရှိတဲ့အမေရိကတိုက်ကလူရိုင်းနေလို့ဖြစ်တဲ့ Aztecs တို့ Incas တို့ Maya လူမျိုးတွေကအဲ့ဒီကုန်းကတော့ Pacifica လို့ခေါ်တယ်။နောက်တစ်ခုက Mu လို့လည်းခေါ်တယ်။နောက်တစ်ခုက Lemuria လို့လည်းခေါ်တယ်။ The Lost Lands လို့ခေါ်တယ်။ပျောက်ဆုံးသွားတဲ့နေရာတွေပေါ့နော်။ဒါအောက်ကြည့်ချင်းအပြင်သူတို့ရဲ့ဘာသာစာပေယဉ်ကျေးမှုတွေအကုန်လုံးကျွန်တော် live ကြည့်တာချင်းအပြင်ဟိုကဘာကြီးကဘယ်နေရာက ြေလွှမ်းမိုးခြင်းရှိမရှိဘယ်နေရာတွေကမြုပ်သွားခဲ့လဲဆိုရဲဟိုးရှေးသမိုင်းအထောက်ထားတွေတွေ့ရတယ်။ဒါကြောင့်မလို့ဒီမျိုးနွယ်တွေဘယ်လောက်များများအရှိတောင်အာရှမှာဆိုလို့ရှိရင်အင်ဒိုနီးရှားတို့ဖိလစ်ပိုင်တို့နောက်တစ်ခုအိန္ဒိယတို့စသဖြင့်မြန်မာမှာဆိုလို့ရှိရင်ရှမ်းတို့တရုတ်တို့သူတို့အကုန်လုံးရဲ့ရာဇဝင်အကုန်လုံးဘိုးဘေးတွေရာဇဝင်ပြန်ကြည့်တဲ့အခါမှာကဘာကြီးကတစ်ချိန်တော့ရေလွှမ်းမိုးခဲ့တယ်ဆိုရဲအကြောင်းအရာကိုသိရတယ်။ပြီးလို့ရှိရင်သူတို့ရဲ့ဘိုးဘေးတွေကိုကြည့်လို့ရှိရင်တော်တော်များများ၃ယောက်ရှိရတွေ့ရမယ်။တစ်ခါလေ၂ယောက်တစ်ခါလေ၄ယောက်ရှိရတွေ့ရမယ်။ဘာကြောင့်လဲဆိုတော့နော်ရီနဲ့ဒါ၃ယောက်ကနေစတင်ခဲ့တဲ့အတွက်ကြောင့်ဒီလိုမျိုးမတူညီတဲ့အကြောင်းအရာလေးတွေရှိတော်ညာလေး တစ်ခုတည်းတော့အเจ้าညာလေးကလာတယ်ဆိုတော့ကျွန်တော်တို့သိနိုင်တယ်။ကဲဟုတ်ပြီ။ဘာဘလုံမျိုးကြီးတီတာကရေလွှမ်းမှုပြန်1တရာကျော်လောက်မှာတည်တယ်။ပြီးတာကလည်းတိတ်မကြအောင်1.50လောက်မှာပဲဘာဘလုံမျိုးကြီးကဖျက်ဆီးသွားတယ်။ဖျက်ဆီးသွားပြီးတဲ့အခါမှာသူတို့ကကဘာကြီးကိုနေရာဖြန့်ချတဲ့အခါမှာဟာမအမျိုးနယ်တွေကဒီအာဖရိကနဲ့မြောက်အမေရိကအရင်မဝေးသေးတဲ့အခါမှာကူးသွားနိုင်တယ်။ကူးသွားနိုင်တယ်ဆိုတော့သူတို့ကူးအားမှာက1တရာအတွင်းမှာပဲကူးမရအောင်အရင်ဝေးသွားရဆိုလို့ရှိရင်မအရင်ချဝိုင်း ကူးသွားလို့မရပြီးလို့ရှင်တရိတ်ဆန်လေးလည်းရှိတယ်တရိတ်ဆန်လေးတွေကရေလွမ်းမိုးပြီးတော့နော်ရီတင်မိုးလေးတွေကနေထွက်ပြီးတဲ့အချိန်ကနေစပြီးတော့အာဖရိကတိုက်ဥရောပတိုက်ကနေမှလည်းအမေရိကတိုက်ပါမယ်ဒီ channel အာရှတွေကိုလည်းသူတို့ကူးတာကူးတဲ့အခါမှာ မကူးပဲနေခဲ့တဲ့တရိတ်ဆန်လေးတွေကအာဖရိကတိုက်တို့ဥရောပမှာတိုက်တို့အစွန်ပိုင်းမှာနေခဲ့ပါကူးသွားတဲ့တရိတ်ဆန်လေးတွေကကျတော့အမေရိကတိုက်တို့မြောက်အမေရိကနဲ့တောင်အမေရိကမှာရှိရအဲကြောင့်လို့ဒီတိုက်နဲ့တိုက်မှာရှိတဲ့တူညီတဲ့တရိတ်ဆန်လေးတွေနော်အာမြေကြီးဘက်မှာနေတဲ့တရိတ်ဆန်လေးတွေပြန်တက်တဲ့တရိတ်ဆန်လေးတူညီနေဆိုတာတွေ့ရတယ်ပြီးလို့ရှိရင်အဲတိုက်နဲ့တိုက်ကမြင်းမျက်နှာတွင်မြင်အနေထားကြောက်ပုံစံတွေကိုလည်းလိုက်လေ့လာကြည့်တဲ့အခါမှာကြောက်နှစ်ခုအရင်တူနေရဆိုတာတွေ့ရဒါကြောင့်မို့ဒီတိုက်ကြီးတွေအရင်ကတခုတည်းရှိခဲ့တယ်နောက်တော့မှကွဲထွက်သွားတယ်ဆိုတဲ့အရာကိုသိပ္ပံပညာရှင်တွေအတိအမှတ်ပြုထားတယ်။ကြောက်ပြီးကွဲထွက်သွားတဲ့ခြားပါတော့ အခုဒီအာဖရိကတိုက်နဲ့အမေရိကတိုက်ကမိုင်၄တောင်ချရဲဆိုလို့ရှိရင်ဒါဒီလိုမျိုးမိုင်၄တောင်ချသွားဖို့အချိန်ဘယ်လောက်လိုလဲဆိုလို့ရှိရင်နှစ်ပေါင်း၄၀၀အတွင်းမှာမိုင်၄တောင်ချသွားတာ theory of evolution ဆိုတာရှိတယ်အဲ့ theory မှာတော့ဒီကဘာကြီးမှာရှိတဲ့တိုက်ကြီးတွေကတစ်ခုနဲ့တစ်ခု꽌သွားတာကအခုအနေထားတည်ရောက်ဖို့ဆိုလို့ရှိရင်နှစ်တန်းပေါင်း150တန်းနဲ့နှစ်တန်းပေါင်း200တိရှိတယ်လို့ပြောတယ်ဒါကတော့ကျန်းစာနဲ့မညီဘူးကျန်းစာတွေမှာဆိုလို့ရှိရင်ကဘာကြီးရဲ့တက်တန်းကနှစ်6000ပဲရှိသေးတယ်ဒါဆိုလို့ရှိရင် ဒီလိုမျိုးတိုက်ကြီးနှစ်ခုအမြန်ကွဲသွားတယ်ဆိုလို့ရှိရင်နှစ်ပေါင်း၄00မှာမိုင်၄00ကွဲသွားတယ်ဆိုလို့ရှိရင်တစ်နှစ်မှာဘယ်လောက်အထိတိုက်ကြီးနှစ်ခုကကွဲသွားလဲဆိုလို့ရှိရင်တော့၁၀မိုင်အထိကွဲသွားတယ် အဲ့တော့တနားရီမှာဆိုလို့ရှိရင်တော့6ပေတိကွဲသွားပြီးတော့10မိနစ်မှာဆိုလို့ရှိရင်တော့1.2လက်မအထိတို့တဖြည်းဖြည်းချင်းတွေတဖြည်းဖြည်းချင်းတွေကွာ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 သွားတယ်။ကွာသွားတဲ့အခါမှာအနောက်မှာရှိအမေရိကတိုက်ကဒီအရှေ့မှာရှိဥရောပတိုက်နဲ့အာဖရိကတိုက်ကနေတဖြည်းဖြည်းဝေးပြီးအနောက်ကိုရောက်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 သွားတယ်။တို့အဲ့လိုမျိုးရောက်သွားအောင်လို့အောက်မှာရှိချော်ရီဘူးကြောက်တွေကနော်ကြောက်နှစ်ခုကိုဝေးကွာစေချင်အပြင်အပေါ်မှာရှိတိုက်ချင်းနှစ်ခုကိုဝေးသွားအောင်ကုညီပြီးတို့ပဲကဘာပေါ်မှာရှိတဲ့စွဲငင်အားဒီလေကဘာကြီးရဲ့ပတ်လမ်းမှာရှိတဲ့စွဲငင်အားဒီကဘာကြီးပတ်နေတဲ့အခါမှာအနောက်မှာရှိတဲ့တိုက်ကိုဒီအာဖရိကတိုက်နဲ့တဖြည်းဖြည်းဝေးသွားအောင်ဆွဲသွားတယ်။ဆွဲသွားတဲ့အခါမှာ အာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဒီတိုက်တစ်ခုတည်းကအရှိတူသွားရမှာဒီတိုက်ကဒီတိုက်တစ်ခုတည်းအနောက်ကိုသွားရမှာပဲဒီတိုက်တစ်ခုကအရှိတူသွားရတဲ့ခါမှာနှစ်ခုလုံးဖြန့်ကျက်ပြီးဒီတိုက်က -2000 ဒီတိုက်က -2000 သွားခြင်းအဖြစ်ဒီစုစုပေါင်း -4000 ရှိတဲ့အနေအထားကိုရောက်ရှိသွားတာဖြစ်တယ်အမြန်ကြီးဖြစ်နိုင်လားဆိုလို့ရှိရင်တော့ဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ San Francisco မှာလှုပ်ခဲ့တဲ့ငလင်ကိုကြည့်ချင်းအပြင်အဲ့ငလင်က10မိနစ်အတွင်းမှာ27မိုင်လောက်ထိအကွာအဝေးရောက်တဲ့အထိကိုလှုပ်ခတ်နိုင်တဲ့အနေအထားတွေရှိပါတယ်။အာလှုပ်ခတ်မှုတွေကြောင့်ပဲ ပြင်တဲ့သမုတ်တွေအောက်မှာအရန်ကျေအရန်နက်တဲ့ကြောက်ကြီးတွေဖြစ်လာတယ်။တနည်းအားဖြင့်မာရီယာနကျောင်းနဲ့ပေါ်တူရီကိုကျောင်းဆိုလို့ရှိရင်ပေပေါင်း35000ကျော်ဒီနက်တယ်။6ကီလိုမီတာနဲ့10ကီလိုမီတာဒီနက်တယ်။ဒါအောက်ကြည့်လို့ရှိရင်အရန်နက်တယ်လို့ထင်ရပါလိမ့်မယ်။ဒါပေမဲ့လည်းကဘာကြီးရဲ့အနေထားနဲ့ကြည့်မယ်ဆိုကဘာကြီးကကီလိုမီတာ6000ကျော်ရှိတဲ့အခါမှာတော့ဒါကြီးကအရန်ကြီးမနက်ပါဘူး။ပြောရမယ်ဆိုအပေါ်ရန်တိတိလေးပဲရှိပါသေးတယ်။ပြီးလို့ရှိရင်ငလင်လှုပ်တဲ့အခါမှာငလင်ကတော်တော်များများငလင်တွေတော်တော်များများ80ရာခိုင်နှုန်းတိမြေအောက်ကျမ်းမြေ20ရာနဲ့25ကီလိုမီတာအတွင်းကနေလှုပ်တာဖြစ်ပြီးတော့30ရာခိုင်နှုန်းတိဒါ အမီအ80ကနေမှတစင်မိုင်အာကီလိုမီတာ900အတွင်းမှာအတွင်းရနေမှတစင်လှုပ်ခတ်လာတဲ့ငလင်တွေပဲဖြစ်ပါတယ်